ဘလို့ချစ်တော်မိတ်ဆွေများအားလုံးဝင်းမင်္ဂလာပါအာဂျင်တီးနားသင်းရတော်ဒီနေ့ညကျွန်တော်တို့မြန်မာစံတော်ချိန်စေနိုင်ခွဲမှဆင်မြက်ကစားမယ်ဒီအင်ဂိုလာသင်းနဲ့ပွဲစဉ်မတိုင်မီသူတို့ရဲ့နောက်ဆုံးပြင်ဆင်မှုအနေနဲ့မနေ့ကဆိုရင်ဒါဒီဘာစီလိုနာအသင်းရဲ့ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့အချီရဲ့အင်ကွင်းမှာလေ့ကျင့်အစီအစဉ်ပြုလုပ်ခဲ့တယ်ဒါသူတို့ရဲ့နောက်ဆုံးလေ့ကျင့်ရင်ပေါ့နော်ဒီအနေထားကိုကြောင့်ကြည့်ရမယ်ဆိုရင်ဒါပုံမှန်လေ့ကျင့်အစီအစဉ်နေနဲ့နည်းနည်းကွဲပြားပြီးတော့မှတမှုထူးခြားနေတာတွေ့ရတယ်ဒါပါကြောက်လေဆိုတော့ဒီအချီသင်းကလည်း ာဂျင်တီးနားကိုဒီသူတို့ရဲ့အဲဝတ်ကြေပြုံတဲ့ပုံစံကလည်းတော်တော်လေးကိုကြည့်ကောင်းတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကဒါအာဂျင်တီးနားသင်းရဲ့တောက်ဆမှုအရာပေါ့နော်။အာဂျင်တီးနားဘောလုံးဖွဲ့ချုပ်ဒီ FAR ရဲ့တောက်ဆမှုအရာသူတို့ရဲ့ queen ကိုပြိသက်တီကိုဝင်ရောက်ကြီးစုခွင့်ပေးခဲ့တယ်။ဒီလိုနေထားမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီသတင်းတွေအရာကိုပုံတွေအရာကိုဆိုရင်ဒီတက်လာတဲ့ဗီဒီယိုတွေအရာဆိုရင်တော့ဒါပွဲရဲ့အပြင်ကွင်းရဲ့အပြင်မှာပြိသက်အုပ်ကြီးကိုကျွန်တော်တွေ့ရတဲ့အနေထားကတာမန်လေးချင်းအစီအစဉ်ကိုလာကြည့်တဲ့ပြိသက်တွေနဲ့မတူဘူးနဲ့သူတို့ကဒါအာဂျင်တီးနားအသင်းရဲ့ ဒီကမ္ဘာဖလားမှာကျွန်တော်တွေ့ရတဲ့စတိုင်မျိုးပေါ့နော်လုံးဝဒီပြင်အတင်းတင်းနဲ့ကစားမဲ့အာဂျင်တီးနာအတင်းကိုလာရောက်ဝင်ရအားပေးတဲ့စတိုင်မျိုးကျွန်တော်တွေ့ရတယ်။ဘာကြောင့်ဆိုတော့ဒီလာတဲ့အများစုကအာဂျင်တီးနာဂျာစီတွေဝတ်ဆင်လာတယ်ပြီးတော့မှနဖူးစည်းတွေပါတဲ့အလန်တွေအာဂျင်တီးနာအလန်တွေဒီလိုစတိုင်တွေနဲ့လာတယ်။ကွင်းပြင်မှာလူအုပ်ကြီးကိုကြည့်မယ်ဆိုရင်ဒါအာဂျင်တီးနာရဲ့ပြိုင်ပွဲတစ်ပွဲကိုလက်ကြီးတဲ့အုပ်စုနဲ့သွားတုန်နေတယ်ဒီနေရာမှာ HE သင်းရဲ့ Evo ချီပြွန်တဲ့ပုံကလည်းတော်တော်လေးမိုက်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကလည်းသူတို့ရဲ့ကွင်းထဲမှာ သူတို့ခွင့်ပြုပေးခဲ့တဲ့အသင်ကဒါပြောမှဆိုကမ္ဘာချန်ပီယံမနော်လက်စီကမ္ဘာချန်ပီယံသူတို့ကလည်းအေဝေချေပြုံနေပြီးတော့မှဒီအဝတ်လေခန်းလေးပါတွေကိုကျွန်တော်ကြည့်ရမယ်ဆိုလဲတော်တော်လေးကိုလာတယ်အာဂျင်တီးနာနဲ့ပတ်သက်တဲ့ဒီဓာတ်ပုံတွေပါတွေကဆာသူတို့စီစဉ်လာပေးတယ်ဒီလိုနဲ့အာဂျင်တီးနာအသင်ကဒီ HA ကွင်းထဲမှာလေ့ကျင့်စီစဉ်ပြုလုပ်တယ်ဒီလိုနေထားမှဝင်ရောက်ကြည့်စုတဲ့ပရိသတ်ကိုကျွန်တော်ကြည့်ရမယ်ဆိုလဲပရိသတ်ကဒါတကွင်းလုံးပြေးလို့နေပါပဲ ပိသက်အဖြစ်တာခက်မှန်ကြီးဆို2500အထက်လောက်ရှိတယ်လို့သူတို့ခက်မှန်လာတဲ့သတင်းတွေရပါတော့တကွေးလုံးပြည့်လို့နေပါဝင်ရောက်ကြီးစုခဲ့တယ်ဒီနေရာမှာ H အသင်းရဲ့ဥက္ကဋ္ဌကိုယ်တိုင်ကလည်းဒီအာဂျင်တီးနားလက်ကျင်းအစီအစဉ်တွေပြုလုပ်နေတဲ့အချိန်မှာလျွန်းနဲ့မက်ဆီကိုဒီကွင်းနဲ့ဒီဆင်းလာပြီးတော့မှဂုဏ်ပြုလက်ဆောင်ပေးခဲ့တယ်ဒီလက်ဆောင်ကသူတို့အသင်းရဲ့ H အသင်းရဲ့ဒီနံပါတ်30ဂျာစီပေါ့နော်လျွန်းနဲ့မက်ဆီနာမည်နဲ့လက်ဆောင်ပေးတာပထမတော့လျွန်းနဲ့မက်ဆီကတွေ့ချင်းမှာအန်အော်မင်သန်တဲ့ပုံစံလေးဖြစ်ပြီးတော့မှနောက်ပိုင်းတော့ဒါအာယာဝန်တာအနေနဲ့ပဲဒီလက်ဆောင်ကိုလျွန်းနဲ့မက်ဆီကလက်ခံခဲ့တယ် ဒါကိုလည်းအချီသင်္ကသူတို့ကဒီအုပ်သူတို့ဥက္ကဋ္ဌနဲ့လူနဲ့မစီရဲ့ဓာတ်ပုံတွေကိုသူတို့ရဲ့ဒီလူမှုကွန်ရက်စာမျက်နှာကျွန်တော် Facebook page မှာတင်ပြီးတော့မှသူတို့ကဒါကွန်ပျူတာတည်းဒါသူတို့ကွန်ပျူတာတဲ့စာတန်းလို့ကြောကြည့်ရမဆိုရင်ငါတို့တင်ရဲ့နံပါတ်30အင်ဂျီနဲ့ကပအကောင်ဆုံးကစားသမားဒီလိုစာတန်းလေးနဲ့ပေါ့နော်သူတို့ကဒါမမတ်ရလေးကွန်ပျူတာလေပြောမှဆိုကျွန်တော်လူနဲ့မစီဆိုတာလဲဒါကွန်ပျူထိုက်တဲ့ကစားသမားမျိုးပဲတကယ်လဲကွန်ပျူသင်ပါတယ်ဒါကိုဘာစီလိုနာကမလုပ်ပေးနိုင်တဲ့အနေထားတစ်ရက်ကို ကျွန်တော် HE သင်းကပြပြဝဝလေးဖန်တီးပေးသွားတယ်လို့ကျွန်တော်မြင်မိတယ်။ပြီးတော့မှ HE သင်းတကွင်းလုံးနီပါပရိသတ်တွေကလည်းလျိုနယ်မက်ဆီရဲ့ပုံတွေအာဂျင်တီးနားအလံတွေပြီးတော့မှကျွန်တော်တို့ဒီမာရာဒိုနာရဲ့ဓာတ်ပုံတွေအစယူလာပြီးတော့မှပွဲကိုစစ်စစ်ကကားလေးကိုသူတို့ကဘယ်လိုလဲလာရောက်ကြီးစုဂုံပြုတ်ပေးခဲ့ကြတော့ကျွန်တော်တွေ့ရတယ်ဒါတော်တော်လေးကိုဘယ်လိုလဲကြည်ရတာကြည်နူးစရာအခိုက်အတန့်လေးတခုဖြစ်ခဲ့တာပေါ့နော်ကမ္ဘာချန်ပီယံကိုလည်းဂုံပြုတ်တဲ့အနေနဲ့တကွင်းလုံးပြည့်လို့နီပါလာရောက်ကြီးစုခဲ့တာကျွန်တော်တွေ့ရတယ် လုံးနဲ့မက်ဆီရဲ့နာမည်တွေကိုလည်းတကွင်းလုံးမှာပဲ့တင်တာထပ်နေအောင်ဒီမက်ဆီရဲ့ဘောလုံးထိချက်တိုင်းမှာဘယ်လိုလဲအော်ဟစ်ဂုံပြုတ်ပေးခဲ့တာကိုလည်းကျွန်တော်တွေ့ခွင့်ရခဲ့တယ်ပြီးတော့မှကျွန်တော် HE တင်းရဲ့နီးပြဖြစ်တဲ့အီဒါဆာယာဘီယာကလည်းဒီကွင်းထဲထိဆင်းလာပြီးလုံးနဲ့မက်ဆီနဲ့အမတ်တရားတပ်ပုတ်တွဲရိုက်တယ်ပြီးတော့မှအာပီနစ်သိမ့်စကားနှုတ်ဆက်စကားတွေပြောဆိုခဲ့သေးတယ်ဒါပြောမှဆိုဒီနီးပြဆိုရင်ဒါဘာစီလိုနာသင်းမလုံးနဲ့မက်ဆီကိုသူကနီးပြအနေနဲ့ပေါ့နော်ကင်တွေခဲ့ပူစီတယ်ဒီကျွန်တော်နီးပြကြီး Equestrian လက်ထပ်မှာဆိုရင်သူကဒါဒူးလက်ထောက်နေပြအနေနဲ့ပေါ့နော်ဘာစီလိုနာတင်းကိုကင်တွေ့ခဲ့တဲ့ချိန်မှာဆိုဒါလူနဲ့မစီနဲ့သူနဲ့ကတွေ့ခဲ့ပူစီတယ်တချိန်ကဘာစီလိုနာမှာဒါဒူးလက်ထောက်အနေနဲ့နေပြလောက်ခဲ့ပူတဲ့သူတယောက်ဖြစ်တယ်ဒါပေါ်လို့ဖန်နေတဲ့မှာဆိုရင် HE သင်းရဲ့ဒါဖန်နေရတော့ဒါဒီနေ့ကသူတို့တော့အဖိုးဖျက်လို့မရတဲ့နေ့တစ်နေ့ကိုသူတို့ကပိုင်ဆိုင်ခွင့်ရခဲ့တယ်ကမ္ဘာချန်ပီယံအသင်းကမ္ဘာအကောင်းဆုံးကန္နဝင်ကစားသမားတယောက်ကိုသူတို့ကတွေ့ဆီခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဒါကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းကတော့ကျွန်တော်ဒီနေ့ညမြန်မာစံတော်ချိန်10နိုင်ခွဲမှာ အန်ဂိုလာသင်းတဲ့ခြေစားပွဲကစားတော်မှုရှိပါတယ်အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်